globalization ဆိုတဲ့စကားလုံးကိုကြားလိုက်တာ ਨੇ မြားစုကတော့လေ internet တို့နိုင်ငံတကာကုန်သွယ်ရေးရို့လို့ခေတ်ကဘာကြီးကိုပဲချက်ချင်းပြီးမြင်မိကြမှာပါဒါပေမဲ့တကယ်တမ်းတော့လေဒီဇလန်းကအခုမှစတာမဟုတ်ပါဘူးဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း90000လောက်ကတည်းကစားခဲ့တဲ့ဇလန်းတပုတ်ပါဟိုကျွန်တော်တို့ရဲ့ပိုးဘေးတွေအာဖရိကတိုက်ကနေပြီးတော့ကဘာမီအနှံ့များကိုစတင်ခြေချခဲ့တဲ့ချိန်ကနေစားခဲ့တဲ့လူသားမျိုးနွယ်ရဲ့မော်ကွန်တန်ခီးစီကြီးတစ်ခုဖြစ်ပါတယ်ကဲဒီခီးစီကြီးကိုပိုးပြီးမြင်တာအောင်လို့ အချင်းခီးတွားဆက်တဲ့တစ်ချက်ဝင်ကြည့်လိုက်ကြအောင်ဒီမှာပြထားတဲ့ခစ်ကာလာတွေကိုပဲကြည့်လိုက်ပါအောင်နေပေါင်းတောင်းနဲ့ကြီးပြီးကြာခဲ့တဲ့အစောပိုင်းခစ်တွေကနေပြီးတော့လွန်ခဲ့တဲ့ရာစုနဲ့အနေငယ်အတွက်မှအရာလုံးမှဘလောက်တောင်အရှိန်မြင့်တက်လာတယ်လဲဆိုတာကိုတတိပြုမိကြမှာပါဟုတ်တယ်မလားဒီပြောင်းလဲမှုတွေကဘာဖြစ်လို့ဒီလောက်တောင်မြန်ဆန်လာရတာလဲဆိုတော့လေဒီလိုခစ်အဆက်ဆက်ကိုပြောင်းလဲစေခဲ့တဲ့တွန်းအားတွေကပါတယ်လေ ။တမိုင်းတစ်လျှောက်လုံးကိုပြန်ကြည့်လိုက်ရင်အဓိကကျတဲ့ဒွန်းအားကြီး၃ခုအမြဲတမ်းရှိခဲ့ပါတယ်။ဒီအင်အား၃ခုပြည့်အပြန်အလှန်အကျိုးသက်ရောက်မှုကပဲကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးရဲ့ပုံစံကိုထူးစစ်ပုံဖော်ခဲ့တာပါ။အဲ့ဒီမောင်းတန်တုံးခုကတော့တစ်ခုကပထဝီဝင်အနေထားပေါ့။ဒါကကျွန်တော်တို့နေထိုင်ရာကဘာမြဲတပါပါပါ။နောက်တစ်ခုကနီးပညာဒါကကျွန်တော်တို့တီထွင်ဖန်တီလက်တဲ့ကိရိယာတွေပေါ့ ပြီးတော့နောက်ဆုံးတစ်ခုကလူမှုအဖွဲ့စည်းဆိုင်ရာ institution တွေဒါကတော့ကျွန်တော်တို့အတူတကွနေထိုင်ဖို့တည်ဆောက်ထားတဲ့စီမင်းတွေပါပဲဒီအတုံးခုကပဲသမိုင်းကိုရှစ်ဆက်ဖို့မောင်းနေခဲ့တာပါကဲဒါဆိုရင်ကျွန်တော်တို့ရဲ့ဇလန်းကိုစလိုက်ကြအောင်အချင်းဆက်ကိုနစ်ကွန်ဗာစေးတောက်နောက်ပြန်ဆုပ်ပြီးတော့ကြောက်ခေဟောင်းကိုအသွားကြည့်ကြမယ်ဒီအချိန်မှာလူသားတွေရအုပ်စုငယ်လေးတွေနဲ့နေထိုင်ပြီးအာဖရိကတိုက်ကနေတဖြည်း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 ချင်းကမ္ဘာအနှံကိုပြန်နှံ့သွားခဲ့ကြတယ်ဒါဟာ globalization ရဲ့ပထမဆုံးသောမျိုးစေ့ကိုခြားခဲ့တဲ့အချိန်လို့ပြောလို့ရပါတယ် ဒါပေမဲ့လေနထောင်ပေါင်းများစွာအထိလူသားတွေရဲ့ဘဝကတိတိတသားကြီးပြောင်းလဲသွားတာမျိုးမရှိခဲ့ပါဘူး။အရာအလုံးကတော်တော်လေးကိုတည်ငြိမ်နေခဲ့တယ်။ဆိုတော့အဲ့ဒီလိုတည်ငြိမ်နေတဲ့အခြေအနေကိုပြောင်းပြန်လမ်းပစ်လိုက်တဲ့ပထမဆုံးသောတော်လန်ကြီးကဘာဖြစ်မလဲ။အဖြေကတော့စိုက်ပျိုးရေးပါပဲ။ဟုတ်ပါတယ်။ ကြောက်ခစ်တဲ့တော်လန်ကြီးကလူသားတွေကိုအမဲလိုက်အစားအစာရှာခွေပြီးလှဲ့လှဲ့တော်လာနေတဲ့ဘဝကနေတနေရာထဲမှာအခြေတကျနေထိုင်ပြီးရွာတွေမြို့တွေတည်ထောင်နိုင်တဲ့ဘဝကိုပထမဆုံးအကျင့်ဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ဒါဟာယဉ်ကျေးမှုလူဖွဲ့စည်းဆိုတာရဲ့အစပဲပေါ့။လူတွေဒီနေရာထဲမှာအခြေတကျဖြစ်လာတဲ့အခါမှာတော့နောက်ထပ်စင်ခေါ်မှုတစ်ခုကပေါ်လာပါတယ်။အဲဒါကတော့အကွာဝေးပါပဲ။ဒီနေရာမှာရှိတဲ့မြို့နဲ့ဟိုးအဝေးကြီးမှာရှိတဲ့မြို့ဘယ်လိုဆက်တွေ့မလဲ။ ဒီအချိန်မှာပဲနင်းပညာတိတိတကဘာအနံကယဉ်ကျေးမှုတွေကိုအရင်ကနေမတူအောင်ခြေဆက်ပေးဖို့စတင်ခဲ့ပါတယ်။ဒီခေတ်ရဲ့ပထမဆုံး disruptive technology ကဘာလဲဆိုတာသိကြလား။မြင်းဟုတ်ပါမြင်းတွေကိုမွေးမြူပြီးအတုံးချနိုင်လာတာနဲ့တန်ယူပို့ဆောင်ရေးနဲ့ sit in အားမှာတော်လန်ရေးကြီးတခုဖိခဲ့ပြီးဧကရော့နိုင်ငံတော်ကြီးတွေပေါ်ထွန်းလာစေခဲ့တယ်။အဲ့နောက်မှာတော့ပင်လယ်ကူးတန်ဘော်ကြီးတွေကဒီ empire တွေကိုသမုဒ္ဒရာတွေဖြတ်ပြီးတကမ္ဘာလုံးနဲ့ချိတ်ဆက်ပေးခဲ့ပြန်ပါတယ်။ဒီလိုနဲ့ နှစ်ထောင်ပေါင်းများစွာဖေဖေညင်ရွေးလျားလာခဲ့တဲ့တမိုင်ရထားဟာလွန်ခဲ့တဲ့နှစ်နေရလုံးမှာတော့ရုတ်တက်ဆိုးသလိုတုံးပြန်တစင်းလူအရှိန်နဲ့ထိုးတက်သွားခဲ့ပါတယ်။လူကြီးထုတ်လုပ်မှုချိတ်ဆက်မှုအားလုံးဟာမယုံနိုင်လောက်စရာပောက်ကွဲသလိုတိုးတက်လာခဲ့ပါတယ်။ဒီလောက်တောင်ချီးမမီရောအရှင်အဟုန်ပြင်းတဲ့ပြောင်းလဲမှုကိုဖြစ်စေခဲ့တဲ့အဓိကတော့ချက်ကဘာများဖြစ်နိုင်မလဲ။အဖြေကတော့ကဘာမီကြီးအောင်မှာနှစ်တန်းပေါင်းများစွာတိုးလောင်ထားခဲ့တဲ့စွာရင်ကိုထုတ်ယူထုံးဆွဲနိုင်ခဲ့တာပါပဲ။ ရုပ်ကျင်းလောင်စာအထူးသဖြင့်ကြောက်မီသွင်းနဲ့ရင်းနှင်းွေဆက်တို့ပေါင်းဆက်လိုက်တဲ့အခါမှာစက်မှုဒေါ်လာရေးကိုမွေးဖွားပေးခဲ့ပြီးလူထမိုင်ကိုအချိန်အမြင့်ဆုံးကိုတင်းပေးလိုက်သလိုပါပဲဒီဒေါ်လာရေးကြီးမစတင်ခင်ဆက်ရှိအုပ်ပင်းနေတော့ပေါ့ကဘာပေါ်မှာလူဦးရေတန်း960ပဲရှိခဲ့ပါတယ်ဒီကိန်းကဏ္ဍကိုခဏမှထားလိုက်ပါဘာလို့လဲဆိုတော့နော့ကလာမေယာကတော်တော်လေးကိုအံ့အားသင့်စရာတင်နေလို့ပါပဲနောက်ထပ်နှစ်နှစ်အကြာသွားတဲ့နောက်မှာတော့ အဲ့ဒီလူဦးရေဟာ6ဆကျော်တိုးတက်သွားပြီးတော့ဘီလီယံ6နှစ်ဘီလီယံကျော်ထီကိုရောက်ရှိသွားခဲ့ပါတယ်။ဒါဟာလူသမိုင်းတစ်လျှောက်လုံးထက်အများကြီးပိုတဲ့လူဦးရေတုံလုံးကိုမျိုးဆက်အနှဲငယ်အတွင်းမှာပဲမြင်တွေ့လိုက်ရတာပါ။လူဦးရေတင်တိုးလာတာမဟုတ်သေးပါဘူး။တဦးချင်းစီရဲ့စီးပွားရေးထုတ်လုပ်နိုင်စွမ်းကလည်းအစားပေါင်းများစွာမြင့်တက်လာခဲ့ပါတယ်။ဒီစရာမှာကြည့်လိုက်ရင်တွေ့နိုင်ပါတယ်။တမိုင်းမှာပထမဆုံးအချိန်အဖြစ်လူသားများစုကိုအလုံးမင်းစင်းရဲမွဲတွေမှုကနေဆွဲထုတ်နိုင်ခဲ့တဲ့အပလောင်းလဲကြီးတစ်ခုပါပဲ။ ီတော့ကျွန်တော်တို့ရဲ့ key asset ခြေချင်း key တော်မီအမဲလိုက်ခဲ့တဲ့ကဘာနဲ့မီးရထားတွေစိတ်ုံတွေနဲ့ပြည့်နေတဲ့ကဘာကိုရှင်ကြည့်လိုက်ပါလူသားတွေရဲ့စွားအင်းတုံးဆွဲပုံ key တော်လာပုံအုတ်ချုပ်ပုံအရာအလုံးဟာအခြေခံကြကြကိုပြောင်းလဲတော့ခဲ့ပါလေကဲအခုဆိုရင်တော့ဇလန်းကိုမြန်မာခေတ်စီကိုခေါ်ဆောင်သွားကြရအောင်ဒီခေတ်ကိုတော့ချက်ချင်းလငင်းရနိုင်တဲ့ဒီဂျစ်တယ်ချိတ်ဆက်မှုတွေကအဓိကပုံဖော်ထားတယ် ကွန်ပျူတာရင်အင်တာနက်နဲ့ AI တို့ဟာအရင်ကသင်ပေါ်ရင်နဲ့ဆိုလားနဲ့ချီမြေထားရင်နဲ့ဆိုရဲနဲ့ချီကြာခဲ့တဲ့ချိန်ဆမှုကိုမျက်စိတမိုက်တွင်မှဖြစ်လာစေခဲ့ပါတယ်။ဒီနည်းပညာတွေကဗန္ဒာရေးနိုင်ငံရေးကနေစပြီးကျွန်တော်တို့ရဲ့နေစဉ်ဘဝအထိရာအလုံးကိုပြောင်းလဲဖြစ်နေပါတယ်။ဒီလိုအလွန်အမင်းချိတ်ဆက်နေတဲ့ခီးရဲ့အခြေအနေကိုဒီခုတ်ကားချက်ကကောင်းကောင်းကြီးဖော်ပြနေတယ်ပါ။ကျွန်တော်တို့လက်ထဲမှာလူသားအလုံးကိုဆင်းရဲတွင်းကနေဆွဲထုတ်နိုင်တဲ့စွမ်းအားရှိတယ်လို့ တချိန်တည်းမှာပဲလူဘွားအားလုံးကိုဖြတ်စီးပစ်နိုင်တဲ့ဆွမ်းအားလည်းရှိနေတယ်ဆိုတာပါပဲဒီတော့လေဒီရှယ်လျားလာတဲ့ပြောင်းလဲမှုတမိုင်းရဲ့နောက်ခံမှာမေးစရာမေခွန်းတစ်ခုကြံခဲ့ပါတယ်ကဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေဖြစ်တဲ့ယာတိဥတုပြောင်းလဲမှုကက်ယောဂတွေနဲ့ရင်ဆိုင်နေရတဲ့ဒီခေတ်မှာလူသားမျိုးနွယ်ရဲ့နောက်ထပ်အကြီးမားဆုံးတိုးတက်ပြောင်းလဲမှုကဘာဖြစ်လာနိုင်မလဲ